။ဒါလီဆိုပါဒီကနေ့ဧပြီလ17ရက်နေ့နရင်းစရာသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြခန်ကတင်ဆက်ပေးသွားမှာပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အရခတတော်ရဲ့16နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုအဖွဲ့အစည်းပေါင်း30လောက်ကဝမ်းမြောက်ကြောင်းသဝင်လွားတွေပေးပို့ခဲ့တဲ့သတင်းမြန်မာနိုင်ငံအနောက်ဘက်ကရခိုင်နယ်ရှင်းပြည်နယ်ကမြို့နယ်ပေါင်း26မြို့နယ်ရှိရာမှာမြို့နယ်20ဟာတော်လန်ရေးလက်ထဲကိုကျရောက်သွားပြီဆိုတဲ့သတင်း ရခိုင်မှာမြေမြုံမိုင်းကြောင့်ဒဏ်ရာရရှိသူတွေတစ်နှစ်ထက်တစ်နှစ်များပြားလာနေတဲ့ဆိုတဲ့သတင်းတွေအပါအဝင်ကရှားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အရခတ်တတော် AA တီထောင်ခြင်း16နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုင်ငံရေးပါတီလူမှုအဖွဲ့အစည်းနဲ့တော်လှန်ရေးအဖွဲ့အစည်းပေါင်း30လောက်ကဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝင်လွှာရေးရေးသားပေးပို့ခဲ့ကြပါရစေ။ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ကပေးပို့တဲ့သဝန်လာမှာရခိုင်လူမျိုးတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရရှိရေးရခိတလမ်းစဉ်ကို အကောင်ဆုံးဖော်ဆောင်နိုင်ပါစေကြောင်းစုမော်ကောင်းတောင်းထားပါတယ်။ဒါအပြင်လူနည်းစုနဲ့စတင်တည်ထောင်ခဲ့ရမှာတာဝန်ရှိသူတွေရဲ့ကြိုးပမ်းဥဆောင်နိုင်စွန်းတွေကြောင့်ယနေ့ကာလမှာရခိုင်ပြည်သူလူထုရဲ့ထောက်ခံဝိုင်းရံမှုနဲ့အရခတတော် AA ဟာအင်အားများစွာကြီးထွားလာတာကိုလေးစားဂုဏ်ပြုအားကျမိကြောင်းကိုလည်းဖော်ပြထားပါတယ်။ ရှင်းညင်အောင်ကပေးပို့တဲ့တမွန်လာမှာလဲအေအေကခေါင်းဆောင်တွေရဲ့ရေရင်ထက်မြက်မှန်ကန်တဲ့ဥဆောင်မှုတွေနဲ့နိုင်ငံတော်ဝန်ကတော်လန်ရေးအဖွဲ့အစည်းတွေကလေးစားအားကြဂုဏ်ယူရတာတွေကိုအထူးဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံအနောက်ဘက်ကပြည်နယ်နှစ်ခုဖြစ်တဲ့ရခိုင်နဲ့ရှမ်းပြည်နယ်မှာမြို့နယ်ပေါင်း26မြို့နယ်ရှိရာမှာမြို့နယ်20ခုကို အရခတက်တော် EA နဲ့ရှင်းတော်လန်ရေးလက်နက်ကန်အဖွဲ့အစည်းတွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်မှာမြို့နယ်ပေါင်း18ခုရှိရာမှာပြည်နယ်မြို့တော်စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့တော်သာကြန့်ရှိတော်ပြီးရှင်းပြည်နယ်မှာဆိုရင်လေမြို့နယ်9ခုရှိရာမှာပြည်နယ်မြို့တော်ဟာခါထန်တလန်နဲ့တီးထိန်တို့သာစစ်ကောင်စီလက်အောက်မှာကြန့်ရှိတော်တယ်လို့သိရပါတယ်။ အရခတ်တော် AA ဟာရှင်းပြည်နေက ပလတ်ဝါမြို့နယ်အပါအဝင်ရခိုင်ကမြို့နယ်15ခုအထိသိမ်းပိုက်ထားပြီးရှင်းညင်နောက်တပ်ဖွဲ့ဆိုရင်လည်းအရခတ်တော် AA နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေရဲ့ပူပေါင်းကူညီမှုတွေနဲ့မတူပီမင်တပ်ကံပလတ်ဖလန်းစတဲ့မြို့နယ်၄ခုကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ရှင်းကောင်စီကတော့တွန်းဆက်မြို့နယ်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။အရခတ်တော်ဟာလက်ရှိရခိုင်ကလက်ကျန်မြို့တွေဖြစ်တဲ့စစ်တွေကြောက်ဖြူမြို့နယ်တွေမှာ စီးရီးဖော်ဆောင်နေပြီးများမကြာမီမှာမြို့သိမ်းတိုက်ပွဲတွေဆင်းရွှေလာနိုင်ကြောင်းတိုက်ပွဲတွေရှေ့မှာပိုပြီးပြင်းထန်လာနိုင်တယ်လို့လည်းစီးရီးအကြက်ခတ်တွေက သုံးသပ်ထားပါတယ်အလားတူပဲရှင်းညင်အောင်ဆိုရင်လည်းရှင်းပြင်းတွေကကြန့်ရှိနေသေးတဲ့မြို့နယ်၃ခုအထက်ကထန်တလန်နဲ့တိတိမ်မျိုးတွေကိုဆက်လက်ထိုးစစ်ဆင်သိမ်းပိုက်လာနိုင်တယ်လို့လည်းသုံးသပ်ပြောဆိုမှုတွေထွက်ပေါ်နေပါတယ်ရခိုင်ဒေသတွင်စစ်ကြံမြေမြုံမိုင်းကြောင့်တိုက်ဆုံးတံရရရှိသူတွေအရေအတွက်ဟာတစ်နှစ်ထက်တစ်နှစ်ပုံမှန်များပြားလာနေပါတယ် မနေ့ကဧပြီလ10ရက်နေ့တောင်ကုန်းမြို့နယ်ဖုံညိုလေးရွာကကိုရှစ်စန်းမောင်အသက်22နှစ်နဲ့ဝက်ပြေးရွာကမရှိစုအသက်10နှစ်တို့ဟာတော်ရဲဟင်းရှာသွားစဉ်မြေမြုံပိုင်းနေမိပြီးခြေထောက်တစ်ဖက်စီပြက်ထွက်သွားခဲ့ရတယ်လို့သိရပါတယ်။တနစ်ထဲမှာမြေမြုံပိုင်းပောက်ကွဲမှုတိချာဖြစ်စဉ်နှစ်ခုအတွင်းအခုလိုအသိသိတန်းရာရရှိသွားခဲ့ကြတာဖြစ်ပါတယ်။အလားတူဒီလ9ရက်နေ့ကလည်းမြေပုံမြို့ကန်တာထွက်ဝရက်ကွက်ကအသက်12နှစ်အရွယ်မဖြူဖြူဆန်ဟာ တောရဲကိုဟင်းရှာသွားစဉ်မြေမြုံမိုင်းနေမိပြီးခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့မက်လာတလာအတွင်းမိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေပောက်ကွဲမှုကြောင့်ရခိုင်မှာတဦးသေဆုံးပြီးလူပေါင်း20လောက်အပြင်ထန်တန်းရာရရှိသွားခဲ့ပါတယ်။ရခိုင်မှာမြေမြုံမိုင်းအပါအဝင်စစ်ကြံခေးရန်တွင်အန်ဒီရဲဟာ တစ်နှစ်ထက်တစ်နှစ်ပုံမဆိုးဝါးလာနေတာကြောင့်ဒီပြဿနာအပေါ်အသေးအဖွဲ့သဘောမထားဘဲအမျိုးသားရေးအစဉ်သတ်မှတ်ပြီးအမြန်ဆုံးဖြစ်ရှင်းနိုင်ဖို့လိုအပ်တယ်လို့ဒေတာရင်းကမြို့မြို့မိုင်းအရေးဆောင်ရွက်နေသူတွေကပြောဆိုပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်တွင်းသတင်းတစ်ပုဒ်အနေနဲ့ကတော့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ ခုနှစ်တသမခုနှစ်အင်အားပြင်းငလျင်ကြောင့်ဖျားကြောင်ကန့်စီဒီပထိုးနဲ့လူနေအိမ်အပါအဝင်အဆောက်အအုံ9000ကျော်ပျက်စီးဆုံးရှုံးခဲ့ရကဧပြီလ10ရက်နေ့အထိသေဆုံးသူ3649ယောက်ကြီးရှိခဲ့တယ်လို့စစ်ကောင်စီကကြေညာခဲ့ပါတယ်ဧပြီလ10ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှာဖွေကေစီရေးနဲ့အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ကို နေပြည်တော်မှာပြုလုပ်တဲ့ဂုံပြူနှုတ်ဆက်ခြင်းအခမ်းအနားမှာဒုတိယစေကောင်းဆောင်ဒုတိယဘူရှုပ်ကြီးစိုးဝင်းကပြောကြားသွားခဲ့တာဖြစ်ပါတယ် ငလီရင်ကျောက်လူနေအိမ်စုစုပေါင်း6000ကျော်ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း3514ကျောင်းစာသင်ကျောင်း2366ကျောင်းဌာနဆိုင်ရာယုံအဆောက်အအုံ3688လုံးတံတားပေါင်း155စင်းဖျားစီတီစုစုပေါင်း9620စုအထိထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်ဧပြီလ10ရက်နေ့မနက်ပိုင်းအထိသေဆုံးသူဥယျာ3646ယောက် ထိခိုက်ဒဏ်ရာရရှိသူ9018ယောက်နဲ့ပျောက်ဆုံးသူဥယေ145ယောက်အထိရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်နိုင်ငံနယူးယောက်မြို့ဟော့ဆန်မြစ်ထဲကို မနေ့ကညနေပိုင်းလောက်မှာရဟတ်ယာဉ်တစ်စင်းပြတ်ကျသွားလို့လူ6ယောက်သေဆုံးသွားတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြကြပါဗျာ။ ကဘာလိခရီးသွားရဟယင်တစင်းနယူးယောက်မြို့ဟော့ဆွန်မြစ်ထဲကိုစောက်ထိုးပြုတ်ကျသွားခဲ့တာဖြစ်ပြီးခလေး၃ယောက်နဲ့လီယင်မုံအပါအဝင်6ယောက်သေဆုံးသွားခဲ့တယ်လို့မြို့တော်ဝင်အရစ်အဒမ်ကပြောကြားခဲ့ပါတယ်။ရေထဲမှာရောကုန်းပေါ်မှာပါရဟယင်ပြတ်ကျမှုအတွက်တုံ့ပြန်ဆောင်ရွက်မှုတွေလှုပ်ဆောင်နေတယ်လို့နယူးယောက်မီတပ်ဌာနကပြောဆိုထားပါတယ်။ ညနေ3:15မိနစ်လောက်မှာရဟယင်ပြတ်ကျသွားခဲ့တာဖြစ်ပြီးတည်ဆုံးသူတွေအထဲမှာစပိန်နိုင်ငံကနေလာရောက်လေပတ်ခဲ့တဲ့မိသားစုဝင်တွေပါဝင်တယ်လို့ဆိုပါတယ်။တည်ဆုံးသူတွေကိုနယူးယောက်စီးတီးရဲတပ်ဖွဲ့ကအမေရိကန်ကမ်းခြေဆောင်တပ်စီကိုလွှဲပြောင်းပေးခဲ့ပြီးကမ်းခြေဆောင်တပ်ရဲ့ကြီးညာချက်အထဲမှာတော့တည်ဆုံးသူတွေရဲ့အမည်တွေကို မတွေ့ရှိရသေးဘူးလို့သတင်းတွေကဆိုပါတယ်ရှင်။ နရီစီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့နရီစီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinsia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နရီစီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေရှင်